38ချိန်မြောက်ပြည်ပြည်ဆိုင်ရာမူရီစေဝါအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးအထိမ်းအမှတ်နှင့်အခမ်းအနားကိုမန္တလေးမြို့ချမ်းမြသာစီမြို့နယ်လေရင်ကွင်းဟောင်းမှာဇွန်လ26ရက်နေ့နေ့8နာရီကကျင်းပခဲ့ကြောင်းသိရပါတယ်။အခမ်းအနားမှာမြန်မာငွေကျပ်295.269ဘီလီယံကျော်အမေရိကန်ဒေါ်လာ82တန်းကျော်တန်ဖိုးရှိမူရီစေဝါ28မြို့ကိုမီးရှို့ဖျက်ဆီးခြင်းနဲ့ဓာတ်ရုပ်ပစ္စည်း15မြို့ကိုပတိန်ကြီးမြို့နယ်ဂျာနီကန်အေးငယ်တုတ်တန်မှာမြေမြို့ဖျက်ဆီးခဲ့ကြောင်းသိရပါတယ်။မန္တလေးမြို့နယ်မူရီစေဝါ မြေရှုဖြတ်စည်းခြင်းနဲ့ဓာတုပစ္စည်းများမြေမြုပ်ဖြတ်စည်းခြင်းတို့သည်နေပြည်တော်ကချင်ပြည်နယ်စကိုင်းတိုင်းဒေသကြီးမန္တလေးဒေသကြီးတို့မှဖမ်းဆီးရမိတဲ့မွေးစင်ဝါဖြစ်သောဘိန်း389.65 9ကီလိုကျော်ဘိန်းဖြူ1109.85ကီလိုကျော်စိတ်ကြရုပ်သွေးပြား135တန်းကျော် ice 640.96ကီလိုကျော်အပါဝင်မွေးရေးစေဝါ28မျိုးနဲ့ဓာတုပစ္စည်း15မျိုးတို့ဤစုစုပေါင်းတန်ဖိုးမြန်မာငွေကျပ်295.269ဘီလီယံကျော်အမေရိကန်ဒေါ်လာ82.31တန်းကျော်အားမီရှုဖြစ်စည်းခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ လူသားမျိုးနဲ့တရားလုံးကိုလူညွတ်တုံးစေမယ့်မွေးရေးစေဝါများကိုမြန်မာနိုင်ငံအနေဖြင့်အမျိုးသားရေးတာဝန်တရားအဖြစ်သတ်မှတ်ပြီးပပေါင်းစုံမှတိုက်ဖြတ်ချိန်မုံလျက်ရှိကြောင်းမွေးရေးစေဝါနဲ့ဓာတ်ပစ္စည်းအမြောက်အများကိုထိထိရောက်ရောက်ကာကွယ်တားဆီးနေခြင်းကိုမြန်မာတိုင်းနိုင်ငံလုံးသားမကနိုင်ငံတကာကပါသိရှိအောင်ဆောင်ရွက်ခြင်းဖြစ်ကြောင်းအခမ်းအနားမှာသိရပါတယ်